ပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျာကမ္ဘောဒီးယားဒုတိယပိုင်းလေးပါဗျာထပ်ဖြည့်ပြီးပြောပြရစရအများကြီးကြင်သေးလို့ပါကျွန်တော်တို့ဥတီနေတာကတော့ Tony Sap ဆိုတဲ့ရေကန်ကြီးပါခင်ဗျ။တော်တော်ကျေတာပါ။မြေပေါ်မှာတော့တော်တော်ကြီးကြီးမြင်နေရတာပါ။အလျား150 km အနံ100 km နဲ့အနက်က100 m ရှိပါတယ်ဗျ။ ိုးရင်းနဲ့နေရာကြီးတော့ကွာတာပေါ့နော်ရှီတော့အာရှမှာတော့အကြီးဆုံးရေကန်ဖြစ်ပါတယ်ရေရင်းအမြစ်က53.5ရေကန်တော့မှာမဲခေါင်မြစ်ကနေရတာပါကဘာမှာငါးထွက်အများဆုံးကန်နေတယ်မှာပေါ့ပါတယ်ဒီကန်ကြီးကနေတစ်နှစ်ကိုအမေရိကန်ဒေါ်လာ1ဘီလီယံလောက်ဝင်တယ်လို့ဆိုပါတယ်ခင်ဗျာအဓိကတော့ဒီငါးဖက်လုပ်ငန်းတွေနဲ့ခီးသွားလုပ်ငန်းတွေနဲ့ရရှိတာပါမိကြောင်းနဲ့မြမစကြင်းဝင်တယ်ရှိပါတယ်လေဗျ ရေပေါ်ဆိုင်30လောက်တွေးခဲ့ရပါတယ်ကစီချီပါတယ်ဝယ်စားနေတဲ့သူတွေကဝယ်စားပါတယ်ကနောက်ပြီးတော့ဒီတော်ရဲကိုလက်နဲ့လှီတော့ပြီးပိုးရဲအစီအစဉ်လည်းရှိပါတယ်လက်စီကြည့်တာပါလေကမ္ဘောဒီးယားမှာတော့ဝင်ဝင်လာနေတာစားစေးကတော့ဈေးကြီးတယ်လို့ထင်တယ်ထိုင်းမှာပတ်90နဲ့ခေါက်ဆက်တပွဲစားလို့ရပြီမယ်ကမ္ဘောဒီးယားမှာ90လောက်မှရတာပါလေဒါကတော့ကံကုန်သွားတဲ့လမ်းမှာရှိနေတဲ့ခြေတန်းရှိအင်ဂျင်နီယာရွာလေးတွေပါ ီကအမြဲတက်နေလို့စိုက်ပြီးပြတ်ငါဖက်လုပ်ငန်းတွေပုံပြီးလုပ်ကြရပါတယ်ဗျ NGO ရလည်းဝင်ပြီးတော့သင်ပေးနေတဲ့အတွက်ကြောင့်မလို့စနစ်တကျလေးတော့ဖြစ်နေပါရဲ့။ဒီရွာလေးနဲ့ကောင်သွားဖို့18ဒေါ်လာပေးရပါတယ်။ကဲအပောင်ဝင်ကားကလေးကပြီးပါ။ အခြေအနေဒီလိုလားမသိပါဘူးဆက်ဆံရတာပေါ်ရချပါရဲ့ဗျမြန်မာလို့ပြောရင်တိကျတယ်သူလည်းတူတူတိရေဖွင့်ကြတယ်ဗျလက်စင်ပြီးရတော့24နာရီလာပါဗျာ CM ရကတပိုင်းဝင်ဖျားချောင်းဆောင်တွေကိုဘရင်တွေအဆက်ဆက်ကတိဆောက်ခဲ့ကြတာပါအဆောက်အဦတွေကိုတော့တဲကြောက်တုံးအမျိုးအစားကြီးကဝန်ကြောက်တီးခုတ်တွေနဲ့ဆက်လုပ်ထားတာပါဗျာ သဲကြောက်တုံးတွေကတော့ဒီခူလန်းတောင်ကနေတော့မှသူ့ယူပြီးတော့မှစောက်လုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအန်ဂါဝတ်ကိုဘယင်ဆာယာမာဗန်နံပါတ်2ကနေပြီးတော့မှဟိန္ဒူပိတ္တနိုဖျားကိုရည်စူးပြီးတော့တိဆောက်ခဲ့တာပါနောက်ပိုင်းမှာပဲဘုဒ္ဓဘာသာဆိုင်ရာဘုရားကျောင်းဆောင်ဖြစ်ပြောင်းလဲခဲ့ပါတယ်ခင်ဗျာတကယ်တမ်းမြင်တွေ့ခဲ့ရတော့တကယ်အဲခမအင်ပါယာရဲ့စင်အားတွေစီးပွားရေးအကြောင်းအရာတွေနောက်ပြီးတော့မှရင်ကျမှုအဆင့်တန်းတွေကို ပို့တော့မြင်တွေ့ခဲ့ရတာပေါ့နော်အဲ့ဒါကြောင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ကြောက်စာတွေလုထုတွေနေရစေးကြီးဒီမှာပေါ့နော်ဟိန္ဒူနဲ့ဗုဒ္ဓဘာသာတွေရဲ့ဒီကြည့်မှုပုံစံနှစ်မျိုးလုံးတွေ့ရတာပေါ့နော်ကျွန်တော်ဒီ900ရာစုနှစ်ကနေ900ရာစုနှစ်လောက်ကတော့ခမာအင်ပါယာကြီးထွားခဲ့တယ်လို့ထင်ရပါလေဒီမှာတော့12ရာစုမှာအန်ကောဝတ်ကိုတိစောက်ခဲ့ကြတာပါနှစ်နဲ့ဆိုလို့ရှင်တော့ 1133ခုနှစ်လောက်ကစပါတယ်ဗျပြီးတော့1150မှာပြီးရလို့လည်းမရပါဘူးအဲတချို့ကလည်းဒီ1150ခွန်အစ္စရာဗမန်ရဲ့ကွေလွန်ပြီးသွားတဲ့အချိန်ဒီတော့မှဒီចောင်းဆောင်ကြီးကဆောက်လုံးမပြီးဘူးလေဆိုကြပါတယ်ခင်ဗျအဲ့ဒီနောက်ပိုင်းမှာစစ်ပွဲတွေတိုက်ပွဲတွေနဲ့ရန်သူတွေကလာတိုက်လိုက်ပြန်သိမ်းလိုက်နေပေါ့နော်အဲ့လိုတွေဖြစ်ခဲ့တယ်တဲ့ဒီကြားထဲမှာတော့1186ခုနှစ်မှာတော့ Saffron ဆိုတဲ့အဲ့ဒီတစ်ပင်ကြီးတွေအုပ်နေတဲ့နာမည်ကြီးတဲ့ចောင်းဆောင်ကိုလည်းစောက်ခဲ့ပါသေးရဲ့ကြ။အဲ့လိုလားတိုက်တဲ့သူတွေထဲမှာလေ1432ခုနှစ်တုန်းကအယူတီယန်ဆိုတဲ့ယူတီယန်သားတွေလာတိုက်တည်နေတယ်ကမာယဉ်ကျေးမှုတွေကိုလည်းတည်ယူသွားကြပါတယ်တဲ့။အဲ့မှာထိုင်းတွေကမ္ဘောဒီးယားကိုတိုက်တာညမှာအတူကူရဲလို့မထင်စီချင်ပါဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ထိုင်းတွေကမ္ဘောဒီးယားကိုတိုက်တာက1431ခုနှစ်မှာညမှာက ထိုင်းကိုတပ်ပိတ်တကား1549ပါဗျာကမ္ဘောဒီးယားနိုင်ငံလည်းအတော်တနာစရာကောင်းခဲ့တာဗျာအခုဒီပါပဲတရုတ်နဲ့အိန္ဒိယတရားစုနှစ်လောက်ကလေးကနေစပြီးတော့အမျိုးချစ်လဲခဲ့တာပါဗျာတရုတ်ကစီးပွားရေးနဲ့လုပ်တယ်အိန္ဒိယဘာသာရေးနဲ့အခုဒီပါပဲအဲဒီ1989ခုနှစ်ဘယင်းနဲ့ကြာဆုံးချိန်မှာဗီယက်နမ်ဘက်ကချမ်ပီယံဝင်ပြီးတော့အုပ်စိုးပါတယ် 1863မှာပြင်သစ်ရဲ့ကိုလိုနီပြုခြင်းကိုခံရပါတယ်1953မှာလက်လက်ရေးရပါတယ်1969မှာခမာနီအနာရလာပါတယ်1955မှာတော့ကုနိုင်ငံသားပြင်တဲ့၃တန်းဒီပေါ့တက်ခဲ့တဲ့ဂျင်းနိုဆိုက်ဆိုတဲ့ဟာဖြစ်ပေါ်လာတာပါတက်ခဲ့တဲ့လူတွေမှာဆိုလို့ရှိရင်လက်ရှိစစ်တပ်ကစစ်သည်တွေပါတယ်နိုင်ငံရေးခေါင်းဆောင်တွေပါတယ်လူလက်တန်းစားပညာရှင်တွေလည်းပါပါ စီဝိုင်းသမားတွေလည်းပါတယ်ပညာတတ်တွေလည်းပါတယ်ဘာသာစကားကျွမ်းကျင်တဲ့သူတွေလည်းပါတယ်ခုနကဘာသာရေးအနည်းစုခုခွဲယုံကြည်တဲ့သူတွေလည်းပါပါတကုံတက်တာပါအဲဒီမှာတရုတ်ကမ္ဘောဒီးယားနှစ်သိန်းရည်သုံးသိန်းကျော်လောက်တက်တယ်နှစ်ကမ္ဘောဒီးယားဗီယက်နမ်ဖြစ်တဲ့ရှမ်မွတ်စလင်လူအများစုတွေကဘာသိန်းတော့တက်တယ်အားလုံးစုစုပေါင်းလေးပုံတစ်ပုံ25ရည်လောက်တက်ခံရပါတယ်အဲဒီနောက်ပိုင်းမှာကမ္ဘာနီတက်တွေရ BNN နဲ့စက်တချောင်းမသွားတော့မှလက်ချက်ဖို့အသွားရတိုက်နေကြဘူး BNN ပြည်သူ၃တောင်လည်းတည်ရော BNN စစ်သားတသိန်းခွဲလောက်ကကမ္ဘောဒီးယားကိုဝင်ပြီးတော့တိမ်းပလိုက်ပါတယ်အဲ့ဒီမှာခမာနီခေါင်းဆောင်ပေါ်ပေါ်ထူဆောင်တဲ့ကွန်မြူနီပါတီကိုဖြုတ်ချလိုက်ပါတယ်ပေါ်ပေါ်နဲ့အပေါင်းပါတွေကတော့ထိုင်းနေဇဘယ်ကိုဖက်ပြီးတော့မှခုံလုံးကြပါတယ်ဗျခမာနီကိုထောက်ပံ့တာမော်စီတုံးပါမပါဆိုတော့အခုတိအငင်းပွားတော့မှခင်ဗျ ဟုတ်ကဲ့ပါတက်တိချင်းတော့အင်တာနက်ကိုသာသွားပါခင်ဗျအတော်ဆုံးပါတယ်အတော်လည်းရှုပ်ပါတယ်ကျွန်တော်တော့ပြန်ပြရ Jesus မြိုင်တင်ပါတယ်ခင်ဗျ